အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ Treasureland Education က Admin Olive ဖြစ်ပါတယ်ဒီနေ့မှာတော့ Fahrenheit Celsius နဲ့ Kelvin လို့ခေါ်တဲ့လူ၃ယောက်အကြောင်းကိုပြပြပေးသွားမယ် Celsius ဆိုတဲ့လူကပြောတယ်ကြည့်လေရေက0ဒီဂရီမှာခဲပြီး100ဒီဂရီမှာစူတယ်ဒါကအလွယ်ဆုံးပဲလို့ပြောလိုက်တယ်အဲ့ဒါကိုကြားတော့ Fahrenheit ကဟဲဟဲငါစနစ်က32ဒီဂရီမှာခဲပြီး212ဒီဂရီမှာစူတယ် ဒါကမှပို့ပြီးတော့တိကျတာกว่าလို့ပြန်ညင်းတယ်။ကေဗင်ကတော့စိတ်ရှင်ရှင်နဲ့ညီတို့ရေအပူချိန်ဆိုတာမော်လီကျူးတွေရဲ့လှုပ်ရှားမှုပဲ။ငါမှ zero ကေဗင်လို့ခေါ်တဲ့လုံးဝလှုပ်ရှားမှုပျောက်တဲ့အမှတ်ဆိုတာရှိတယ်။ဒီကနေစပြီးဒီအတိုင်းတိုင်းမှအတိအကျဖြစ်မယ်လို့ပြန်ပြောတယ်။သူတို့ရဲ့ညင်းခုံမှုကတဘာဝကိုတောင်နှောက်ရှက်လို့တဘာဝတရားရဲ့ဘယင်ကြီးကဖြည့်ရှင်းပေးရတယ်။အားလုံးမှန်တယ်ကွာ။ဒါပေမဲ့ကိုနီးနဲ့ကိုပဲဒီတော့တယောက်နဲ့တယောက်ပြောင်းလို့ရအောင် ော်မူလာတွေထုတ်ကြည့်စမ်းတဘာဝဘယင်ကြီးကဒီလိုပြောတော့ကယ်ဗင်ကစပြောတယ်ကျွန်တော် scale က celsius ကနေပြောင်းချင်ရင်273ကိုကျွန်တော်ကဏ္ဍကနေနှုတ်ယုံမယ်လို့ပြန်ပြောလိုက်တယ် celsius ကကျွန်တော်ကနေ fahrenheit ကို ပြောင်းမယ်ဆိုရင်နိုင်ပိုင်း final မြောက်ပြီးတော့32နဲ့ပေါင်းယုံမယ်လို့ပြန်ဖြေတယ် fahrenheit ကလည်း Celsius ကိုပြောင်းချင်ရင် 32° ကိုနှုတ်ပြီးတော့ 5x9 နဲ့မြောက်လိုက်ရုံပဲလို့ပြန်ပြောတယ်။ဒီဖြည့်ရှင်းချက်ကိုကြားတော့တဘာဝဘင်ကြီးကကဲ Celsius ကလည်းရိုးရှင်းမှု ကိုကိုစားပြုတယ် Fahrenheit ကလည်းအသေးစိတ်ကြမှုကိုကိုစားပြုတယ် Kelvin ကလည်းတိတ်ကန်တိတ်ပိုင်နေကြမှုကိုကိုစားပြုတယ်တကယ်တော့အလုံးမှန်တယ်ကွာပြောင်းလဲတက်ဖို့ကအရေးကြီးတယ်လို့ပြန်ပြောလိုက်တယ်ဒါကြောင့်မို့လို့တစ်ခုတည်းအမှန်တရားဆိုတာမရှိဘူး ကိုယ်အမြင်နဲ့ကိုယ်ပဲအမှန်လို့မထင်မဲနဲ့တယောက်နဲ့တယောက်ပြောင်းလဲပြီးလက်ခံကြဖို့အရေးကြီးတယ်လို့တဘာဝမင်းကြီးကသုံးအောင်လုံးကိုပြောလိုက်ပါတယ်။အပူချိန်ဆိုတာဓာတ်ထုတစ်ခုထဲကမော်လီကျူးတွေဒါမှမဟုတ်ရင်အက်တမ်တွေဘလောက်အထိတုံခါနေသလဲဆိုတာကိုတိုင်းတာတဲ့ပမာဏပါ။ပူတယ်ဆိုတာမော်လီကျူးတွေပြင်းပြင်းထန်ထန်တုံတဲ့အချိန်မှာပြောတာဖြစ်ပြီးအေးတယ်ဆိုတာမော်လီကျူးတွေဖြစ်ဖြစ်ချင်းတုံတဲ့အချိန်မှာပြောတာဖြစ်ပါတယ်။ဟိုးရှေရှေတုန်းကတော့အပူချိန်ကိုလက်နဲ့ဆန်းတာ ဒါမှမဟုတ်ရင်ရေခဲတောင်နေမိတောင်နေကိုကြည့်ပြီးတော့ခံမှန်းကြတယ်။ဒါပေမဲ့1952ခုနှစ်ရောက်မှဂယ်လီလီယိုကတာမိုစကုပ်လို့ခေါ်တဲ့အပူနဲ့ပတ်သက်တဲ့မှန်ဘလူးကိုတီထွန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတိတ်ပန်နီကြတိုင်းတာမှုတွေဆဖြစ်လာတယ်။1914မှာတော့ဒန်နီယယ်ဖာရန်ဟိုက်ကပထမအဦးဆုံးဗျာဒါသုံးနဲ့အပူချိန်တိုင်းကရိယာကိုတီထွန်ခဲ့တယ်။1942မှာ Andres Cecius က ရေခမ်းမတ်သို့မဟုတ်ယေစုမတ်ကိုအခြေခံတဲ့စကေးကိုစထွန်ခဲ့တယ်။1848မှာတော့ log level ဟာ absolute 0ကိုတတ်မှတ်ပြီးတော့အဲ့ဒီကနေ kelvin temperature ဆိုတာပေါ်ပေါက်လာတယ်။ celsius စနစ်ကိုတော့ဥရောပနိုင်ငံအများစုမှာအသုံးပြုပြီး fahrenheit စနစ်ကိုတော့အမေရိကန်နိုင်ငံမှာသုံးတယ်။ kelvin ကိုတော့အကဒါရင်နေဒါမှမဟုတ်သိပ်ပံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအသုံးပြုတာကိုတွေ့ရတယ်။အခုလောက်ဆိုရင်တော့အပူချိန်နဲ့ ူ့ကိုတိုင်းတာတဲ့ယူနစ်3ခုဖြစ်တဲ့ Celsius degree Fahrenheit အကြောင်းကိုကောင်းကောင်းသိသွားပြီလို့ယူဆပါတယ်နော်။သိချင်ရင်လာရှိရင် comment မှာမေးထားခဲ့လို့ရပါတယ်။